ရက်လ40ပြည့်ဝိနည်းမင်္ဂလာခါသမယမှာဘုန်းကြီးနေနဲ့ဝိနည်းလက်ဆောင်ဓမ္မလက်ဆောင်ပေးပါမယ်ဒီဝိနည်းလက်ဆောင်ကတော့မြတ်စွာဘုရားသခင်ဒီသာဝတိပြီးမွန်စေတွင်အကြောင်းဓမ္မသတင်းသုံးစီညသကောင်းရန်ခါမှာနှစ်သားလူကမြတ်စွာဘုရားမေးလျှောက်တဲ့တခါရဝကသံယုတ်သံယုတ်ပါဠိတော်မှာပါတဲ့အမေလေးတွင်ဖြစ်လေးပါတရားတော်လို့ဒီလိုပဲအတူ မှတ်ကြရအောင်အဲ့ဒီနှစ်သားကမြတ်စွာဘုရားကို မေ့လျှောက်ပါတယ်ကိန္သူရံဝဇဏသာတုကိန္သူသာတုပတိချိတံကိန္သူနရနံရတနံကိန္သူစောရိဟိတုဟရံကိန္သူရံဝဇဏသာတုအိုသည်တိုင်အောင် ကောင်းတဲ့တရားဟာဘယ်တရားဖြစ်ပါသလဲမြတ်စွာဘုရားကိန္သူသာတုပတိချိတံမိမိရဲ့သံဃာမှာ တည်ကောင်းစွာတည်တတ်မယ်ဆိုရင်ကောင်းတဲ့တရားဟာဘာတရားဖြစ်ပါသလဲမြတ်စွာဘုရားကိဉ္စုနရဏံရတနံဘုရားလေတကယ်ယရဏအစ်စ်ဟာဘာတရားဖြစ်ပါသလဲကိဉ္စုစောရိတိဒုပရံဘေယာကူမိမိရဲ့ယံကူဖြစ်တဲ့ပုဂ္ဂိုလ်တွေကခိုးယူလူရဲ့၍မရနိုင်တဲ့တရားမရနိုင်တဲ့အရာဟာ ဘယ်ရာဖြစ်ပါသလဲလို့မြတ်စွာဘုရားကိုဒီမေခွန်းလေးခုရှင်းပါတယ်အဲဒီခါမြတ်စွာဘုရားကသီလံယဝသရတာတုသတ္တာသာဓုပဋိဋ္ဌာပညာနရဏံရတနံပဉ္စဉ္စောရိဟိတပရံလို့မြတ်စွာဘုရားကဒီမေခွန်းလေးခုရဲ့အဖြစ်တစ်ခုချင်းစီကိုမြတ်စွာဘုရားဖြေကြားတော်မူပါတယ်ပထမမေခွန်းဖြစ်တဲ့ ဥဒိတံကောင်းတဲ့တရားဟာဘာတရားဖြစ်ပါလဲဥဒိတံကောင်းတဲ့တရားဟာဒီသီလဆိုတဲ့ကုကျင့်တရားဖြစ်ပါလေလို့မြတ်စွာဘုရားဖြေကြားတော်မူပါလေကလေးပဲငယ်စဉ်ကလေးပေါ်ကစားပြီးတော့အသက်ရွယ်ဥမင်းကြီးရောဒီတိုင်အောင်ကုကျင့်တရားနဲ့ပြည့်စုံမှသာလင်လောကမှာရှိတဲ့ကောင်းတဲ့အရာတွေရနိုင်မှာဖြစ်တဲ့အတွက်ကြောင့်မြတ်စွာဘုရားက ဥပ္ပိတံအောင်ကောင်းတဲ့တရားဟာသီလဆိုတဲ့ကုကျင်တရားဖြစ်ပါတယ်လို့မြတ်စွာဘုရားမိန့်ကြားတော်မူပါတယ်။ဒါကြောင့်မို့ကုသဥပ္ပိတံအောင်ကောင်းခြင်းဆောင်ဝိပံသီလတရားပါလို့ဒါဆောင်းမှုနေနဲ့ဘုန်းကြီးကဆောင်းမှုစီထားပါတယ်။ဒါကိုပဲလိုက်ဆိုကြရအောင်ဥပ္ပိတံအောင်ကောင်းခြင်းဆောင်ဝိပံသီလတရားပါဥပ္ပိတံ ကောင်းကျိုးဆောင်လူတော်သီလတရားပါတရားနဲ့ပြည့်စုံမှ လောကမှာအဲမြတ်စွာဘုရားကလည်းအင်္ဂုတ္တရနိကေမှာငါးပါးသီလအနည်းဆုံးငါးပါးသီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကြီးပစ္စည်းရလွယ်ဂုံပေါင်းကျွေမငယ်မျက်နာတေကာမတွေ့သေလီနိုင်ရွာလာရတာမတ်ပါ သီလအကျိုးတည်းသီလရဲ့အကျိုး၅ပါးကိုအင်္ဂုတ္တရနိကေမှာမြတ်စွာဘုရားမိတ်ကြပါတယ် လောကမှာစီပါဥစ္စာတွေရှားကြတယ်စီပါဥစ္စာလွယ်လွယ်ကူကူလိုချင်တယ်ရချင်တယ်ဆိုရင်ဒီသီလနဲ့ပြည့်စုံပန်းသားရင်ကိုချင်းတရားကောင်းမှတ်သားရင်ပစ္စည်းဥစ္စာတွေရရှိဖို့လွယ်ကူတယ်ဒါကြောင့်မြတ်စွာဘုရားကဒီအဒီကစ်ဒီဒီ မိမိတို့ပစ္စည်းဥစ္စာရှာတဲ့ခါမှာကိုကျင့်တရားနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်မှာပို့ပြီးတော့ပစ္စည်းရလွယ်တယ်။ဒါကြောင့်ပစ္စည်းရလွယ်ဂုံပေါင်းကျွေ၍အဲလိုကိုကျင့်တရားနဲ့ပြည့်စုံတဲ့ဒီကျော်စောသတင်းကောင်းတဲ့ဂုံသတင်းဟာလေလူလောကလေနောက်ဆုံးနှစ်ပြည်နှစ်လောကအထိသူ့ရဲ့သီလဂုံသတင်းတွေကျော်စောတယ်ပစ္စည်းရလွယ်ဂုံပေါင်းကျွေ၍မငယ်မျက်နှာအဲလိုသီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာယဟန်ပြိတ္တလူပြိတ္တဘေပြိတ္တတွေပဲဝင်ဝင်ရဲရဲဝင်ဝင်နဲ့ ဝင်ရောက်နိုင်ရခြင်းဆိုတဲ့ကျိုးတရားကိုလည်းပဲရရှိနိုင်တယ်နောက်ဆုံးဒီမတွေ့မဝေဘဲနဲ့ခွင်လွန်ရပြီးတော့ခွင်လွန်ပြီးတဲ့နောက်ပိုင်းကာလမှာလည်းပဲနတ်ပြည်နတ်လောကကိုရောက်ရှိရတယ်ဆိုတဲ့အကျိုး၅ပါးကိုမြတ်စွာဘုရားသီလရဲ့အကျိုးဖြစ်ဟောကြားတော်မူခဲ့ပါတယ်နောက်တစ်ခါဒုတိယဖြစ်တဲ့သတ္တသာတုပဋိဋ္ဌိတာမိမိရဲ့သံတမ်းမှာတည်တတ်မယ်ဆိုရင် ကောင်းတဲ့တရားဟာသတ္တဆိုတဲ့ယုံကြည်မှုသတ္တတရားပဲဖြစ်ပါတယ်လို့မြတ်စွာဘုရားက ဒီဟောကြားတော်မူခဲ့ပါတယ်သတ္တာဒီသတ္တံတရားဆိုတာမိမိရဲ့သံဃာမှာဆွေဆွေမြဲမြဲတည်တံ့မှတ်သားနေကောင်းတဲ့တရား သတ္တာဆိုတာဆွေမြဲစွာတည်မှတ်ကောင်းပြီလားအဲ့ဒါဒါပဲလိုက်ဆိုကြအောင်သတ္တာဆိုတာဆွေမြဲစွာတည်မှတ်ကောင်းပြီလားသတ္တာဆိုတာဆွေမြဲစွာတည်မှတ်ကောင်းပြီလား ဘာကြောင့်သဒ္ဒါဆိုတာစွစွင်းမြတ်တည်ရမလဲဆိုလို့ရှိရင်မြတ်စွာဘုရားလက်ထက်တော်ခါကဒီသဒ္ဒါတရားနဲ့ပတ်သက်ပြီးတော့အရှင်မောက္ကလရဲ့တကတကကဒီဒီရှင်သီလူလေးမွေးဖွားတဲ့ခါမှာရှင်သူလေးမေတော်မေတော်ကနေပြီးတော့ဆွန့်လုတ်ကျွေးခြင်းနဲ့တာဂီမင်းသမီးဒီဆွန့်လုတ်ကျွေးခြင်းတဲ့ခါကျသူက9နှစ်9လ9ရက်နဲ့တူပါတယ်အဲဒီမှာ9နှစ်ကြောကြော ပြေလိုပဋိသင်္ဍနေပြီးမှရှင်သီရိကိုမွေးဖွားလာရတော့မြတ်စွာဘုရားမူရှိတဲ့သံဃာတော်များဆွန့်ကပ်ခြင်းနဲ့ဒါပေမဲ့အဲ့ဒီသူဆွန့်ကပ်တဲ့နေ့ကလည်းပဲအရှင်မောက္ကလန်ရဲ့တခါကဆွန်မြတ်စွာဘုရားကိုပြင်ပင့်ထားပြီးသားဖြစ်နေတဲ့အတွက်ကြောင့်အဲ့ရှင်မောက္ကလန်မြတ်စွာဘုရားကအသိဉာဏ်တခါကိုပြောလိုက်နောက်ရက်မှပဲဒီဆွန့်ကပ်ပါအီသုဘဝါသာမင်းသမီးကိုအခွင့်ရေးပေးလိုက်ပါလို့အဲ့လိုပြောတဲ့အခါမှာ အဲဒီတခါကဘာလျှောက်တယ်ဆိုတော့ဘုရားပြည့်တော်ရဲ့အသက်အန္တရာယ်ကိုအရှင်ဘုရားအမခံမယ်ဆင်ပြီးတော့ရက်ရှိပြီးမယ်ဘုရားပြည့်တော်ပစ္စည်းဥစ္စာတွေအန္တရာယ်ကိုဒီအမခံမယ်ဆိုလို့ရှိရင်သူရက်ရှိပြီးမယ်ဘုရားပြည့်တော်ရဲ့သတ္တာတရားကိုအရှင်ဘုရားအမခံမယ်ဆိုရင်ဒီသုံးချက်ကိုအမခံရင်ဘုရားပြည့်တော်နောက်နေ့မှဆုံးကပ်ပါမယ်လို့ဒီလိုလျှောက်တဲ့ခါမှာရှင်မောက်ကန္တကဘာပြောလဲဆိုတော့သင် ဥပဒေကိုပြင်ရတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်ရှေ့အနာဂတ်ကိုကြည့်လိုက်တဲ့အခါမှာပစ္စည်းဥစ္စာအန္တရာယ်အသက်အန္တရာယ်မရှိဘူးသိတယ်။ဒါမဲ့သတ္တံတရားကိုတော့အမှန်မခံနိုင်ဘူး။လူတွေရဲ့သတ္တံတရားဆိုတာခြေလန်းတန်းခြေလန်းတန်းပြောင်းနေတယ်တဲ့။အခုခြေလန်းမှာအဘုဒ္ဓဘာသာဝင် ဖြစ်နေမှာနောက်ခြေလန်းမှာဒါတခြားဘာသာဝင်ဖြစ်ခြင်းနဲ့ဖြစ်သွားမယ်။အဲ့ဒါသတ္တံတရားဆိုတာမမြဲဘူး။ ကံကံရဲ့အကျိုးကိုယုံကြည်မှုယန္နာသုံးပါးပေါ်ယုံကြည်မှုဆိုတဲ့သဒ္ဓါတရားဟာဒီကိုယ့်ရဲ့အပေါ်မှာပဲမူတည်တယ်ဒီသဒ္ဓါတရားကိုဆိုစင်တကာကိုယ်တိုင်ထိမ့်သိမ့်ပါဆိုဒီရှင်မောက္ခဏံကဒီလိုမိတ်ကြပါတယ်ဒါကြောင့်မို့သဒ္ဓါတရားဆိုတာလည်းပဲစွစွမြဲမြဲတည်ဖို့ဆိုတာအလွန်တရာခဲရင်တယ်ဒါကြောင့်သတ္တာဆိုတာဆွေးမြဲစွာတည်မှကောင်းပြီလားအဲ့ဒါသဒ္ဓံတရားကြည်ရင်ပါကျိုးရှိတယ်လေသဒ္ဓံတရားဆိုတာဥပမာပြီးကြပါတယ်မျိုးစေ့နဲ့တူတယ် လက်နဲ့တူတယ်စကြာဝဠင်းမင်းရဲ့ဗြဟ္မာယရဏနဲ့တူတယ်အစရှိတဲ့ကျမ်းဂန်တွေမှာဒီလိုပြဆိုထားပါတယ်လောကမှာလက်ရှိတဲ့ပုဂ္ဂိုလ်မှဒီယရဏတော်တွေကိုဒီကြောက်သံဗြဟ္မာတွေပို့တဲ့ယရဏတော်တွေကိုရောက်သွားတဲ့အခါမှာဒီယရဏတွေကို ကောက်ယူနိုင်တယ်ဒီလိုပဲသာနာတော်နဲ့တွေ့ကြုံတဲ့အခိုက်အတန့်မှာသာနာတော်မှာလည်းပဲတကယ်ဒီ လောကီယရဏတွေစာတဲ့ယရဏတွေဒီယရဏတွေကိုကောက်ယူဖို့ရန်အတွက်သတ္တာဆိုတဲ့လက်ရှိဖို့လိုပါတယ်ဒါကြောင့်မြတ်စွာဘုရားကတတ္တာဆိုတာဆွေးမြေ့စွာတီမကောင်းမိတယ်လို့ဆိုကောင်းမိတာဆိုပြီးတော့ဒီလိုမိကြတော်မူခြင်းဖြစ်ပါတယ်တရားတရားမရှိတဲ့ပုဂ္ဂိုလ်ဟာဒီဒါနဆိုတဲ့ကုသိုလ်ကောင်းမှုလည်းမပြုနိုင်ဘူးသီလဆိုတဲ့ကုသိုလ်ကောင်းမှုကလည်းမအဲမဆောက်တည်နိုင်ဘူးသမာဓိဆိုတဲ့ဒီသမထကိုလည်းမပွားများနိုင်ဘူးပညာဝိပဿနာပညာကိုလည်းပဲ မပွားနိုင် မပွားညာနိုင်တဲ့အတွက်ကြောင့်တထာတရားဆိုတာအလွန်ရေးကြီးတယ်မျိုးစေ့နဲ့တူတယ်ကုသိုလ်ကောင်းမှုအညွတ်ညောက်တွေပေါက်လာဖို့မျိုးစေ့နဲ့လည်းအလားတကျတူတယ်မြင်မိရဲ့စိတ်ကြည်ညင်သွားမှုရင်ဒီရေကိုကြည်ညင်စေနိုင်တဲ့စကြာဝဠာမင်းရဲ့ပညာရဏနာနဲ့လည်းတူတယ်ဒါကြောင့်မို့တထာတရားဆိုတာခြေလမ်းတိုင်းခြေလမ်းတိုင်းမှာလည်းပြောင်းလဲနိုင်တဲ့အတွက်ကြောင့်မိမိရဲ့သံဃာမှာဆွဆွမြမြတီမတ်သာနေကောင်းတယ်လို့မြတ်စွာဘုရားက ဒီနှစ်သားကိုမိကြတော်မူခြင်းဖြစ်ပါတယ်။နောက်တတ္တယမေကွန်းဖြစ်တဲ့ကိဉ္စုနရဏရတနံလောကမှာလူသားကြီးရဲ့တကယ်ယရနာစစ်ဟာဘာဖြစ်ပါသလဲလို့အဲ့လိုမြတ်စွာဘုရားမေးလျှောက်တဲ့အခါမှာမြတ်စွာဘုရားကပညာနရဏရတနံလောကလူသားကြီးရဲ့တကယ်ယရနာစစ်ဟာပညာပါပဲအရာရာမှာကောင်းကောင်းဆူဆူအမျိုးမျိုးကိုနိုင်ချိန်ဝေဖန်နိုင်တဲ့ပညာအခုခေတ်မှာလည်းပဲပညာတွေဤပညာတွေဒီပညာကတော့ အရာကျေဝန်းပါတယ်။ဒီနောက်ဆုံးအရတ္တဖို့ပညာတိမေပညာဖို့ပညာတွေကမ္မတကဒါကံကံရဲ့ကျိုးကိုယုံကြည်တဲ့ကမ္မတကဒါဉာဏ်ပညာတွေဝိပဿနာပညာတွေမေပညာတွေဖို့ပညာတွေနောက်ဆုံးအရတ္တဖို့ပညာတိုင်အောင်သောဒီပညာမျိုးမျိုးဒါတကယ်လောကလူသားတွေအတွက်တကယ်ယရနာဖြစ်ပါပဲ။လောကမှာရှိတဲ့ပညာမျိုးမျိုးတွေဒီရတ္တပညာ၁၈ရာစာရှိသည်ဖြစ် လောကမှာပညာရအမျိုးမျိုးတွေရှိပါတယ်ဒီလက်မှုပညာရဲ့စက်မှုပညာလက်မှုပညာနှုတ်မှုပညာရောင်းဝယ်မှုပညာဒီအတတ်ပညာအမျိုးမျိုးဟာတကယ်လူသားတွေရဲ့ယရနာအစစ်ပါပဲလောကမှာလူသားတွေဒီမျက်နှာရမှာဒီပညာပါပဲလို့မြတ်စွာဘုရားကဒီယရနာအစစ်ကပညာသာဖြစ်ပါတယ်လို့မြတ်စွာဘုရားကနှစ်သားကိုမိကြားတော်မူခြင်းဖြစ်ပါတယ်လောကမှာလည်းပဲပညာ ကျွမ်းကျင်တယ်ပညာတတ်တယ်ဥပမာဖြစ်တယ်မိမိတို့မှာသယံဇာတာတွေပုံများတယ်ဒါပေမဲ့ဤပညာမရှိဘူးဆိုရင်ဒီသယံဇန္တာကိုဒီကောင်းမွန်တဲ့ကုံကျော်ဖြစ်အောင်မထုတ်လုံနိုင်ဘူးအဲ့လိုကုံကျော်ဖြစ်အောင်မထုတ်လုံနိုင်တဲ့အတွက်ကြောင့်ကုံချမ်းအနေဖြင့်ရောင်းရတဲ့အခါမှာမိမိတို့မှာဆုံရှုံမှုတွေများစွာ ဖြစ်ပါတယ်ဒါကြောင့်မြတ်စွာဘုရားကပညာဆိုတာလူသားကြီးရဲ့တကယ့်ယရနာစစ်ပါလို့ဒီလွန်ခဲ့တဲ့နှစ်ပေါင်း2600ကျော်ကမိကြတော်မူခဲ့ပါတယ် အကြောင်းဘုလောကမှာအရာရာကိုအသိပညာတက်ပညာဒီပညာတွေဟာလောကလူသားတွေအတွက် တကယ်ယရနာစစ်ပါပဲလောကမှာရှိတဲ့လူသားတွေအခုခေတ်ဆိုရင်ပို့ပြီးတော့ထင်ရှားပါတယ်ဉာဏ်ပညာတွေအိုင်တီဉာဏ်ပညာတွေဒီဉာဏ်ပညာတွေကျွဲဝဉာဏ်ပညာတက်မြောက်တဲ့ပုဂ္ဂိုလ်တွေဟာလောကမှာလွယ်လွယ်ကူကူပဲကမ္ဘာမှာ တကယ်ဘီလီယံနာတစ်ချီကြီးတွေထရီလီယံနာတစ်ချီကြီးတွေဖြစ်ကြပါတယ်ဘေးဂိတ်တို့လို့ စကဘတ်တို့လို Facebook တီထောင်တဲ့ပုံကိုယ်ကြီးအခု Deep Sea တို့စာရှိသူဖြစ်အခုခေတ်ပေါ်ဉာဏ်ပညာတွေအများကြီးပါပဲ Chat GPT တို့စာရှိသူဖြစ်ဉာဏ်ပညာတွေနောက်ဆုံးဉာဏ်ပညာမျိုးမျိုးတွေအခုဗမာပြည်မှာဆုံးစင်တာလေရင်ထောက်ထုတ်တဲ့ဉာဏ်ပညာတွေကဒီထွန်းတဲ့ဉာဏ်ပညာတွေစာရှိသူဉာဏ်ပညာတွေဒီပညာသီးသားနဲ့တကယ်ရနာစစ်ပါလို့မြတ်စွာဘုရားကမေတ္တာတော်မူခဲ့ပါတယ်ဒါကြောင့်မို့လူသားဥစ္စာ ညာသီတာလူဥစ္စာယရနာစစ်ပါလို့ဒီလိုတိုက်ဆိုကြအောင်ပညာသီတာလူဥစ္စာယရနာအစစ်ပါပညာသီတာလူဥစ္စာယရနာအစစ်ပါအဲဒီပညာကိုမြတ်စွာဘုရားဒီလိုရှင်းတန်းတင်ထားပါလေနောက်ဆုံးဖြစ်တဲ့ မိမိရဲ့သံဃာမှာရှိတဲ့အရာလူစိုးသခိုးတွေမိမိထံကနေပြီးတော့လူယူဖြတ်စည်းလို့မရတဲ့အရာဟာပုံညာပုံညာဆိုတဲ့ကုသိုလ်ကောင်းမှုပဲဖြစ်ပါတယ်လို့ဒီလိုမြတ်စွာဘုရားပုံညာ sorry ဟိတုဟရံကောင်းမှုပုံညာမြည်သူမြတ်ခိုး၍ယူ၍မရပါဒါလည်းဆိုကြအောင်ကောင်းမှုပုံညာမြည်သူမြတ်ခိုး၍ယူ၍မရပါ ကောင်းမှုပုံညာမြည်သူညာခိုး၍ယူ၍မရပါအကြောင်းဒီနေ့မွေးနေ့သဆောင်တရားဖြစ်ဒီသာဓုနှစ်ပါးနောက်တစ်ခါပညာလောကမှာတကယ်ယရနာစစ်ဟာပညာဆိုတဲ့တရားမိမိတို့ယနေ့မွေးနေ့ကုသိုလ်ကောင်းမှုကိုပြုလုပ်တယ်ဖျားမရှိတဲ့သံဃာတော်များကိုဝိနည်းကုသိုလ်ကောင်းမှုပြုလုပ်တယ်ဒါလည်းပဲကောင်းမှုပုံညာမြည်သူညာခိုး၍ယူ၍မရပါမိမိရဲ့ ဒီသံဃာတစ်ချက်နိဗ္ဗာန်ရောက်သည့်ဘဝတန်အောင်တကောက်ကမိမိနောက်ကလိုက်ပါငန်တဲ့အနုခံမိကပုံညာကုသိုလ်စစ်ကိုတို့တွေပြုလုပ်လိုက်ကြပြီဒီကုသိုလ်ကောင်းမှုဟာပစ္စုပန်မှာလည်းပဲဒီရေလာမြောင်းပေးသဘောမျိုးဖြစ်အချိုးပေးခွင့်အခါသိမ့်ဖို့အခွင့်အသင့်ပြန်ချိုးပေးတန်ပေးပြန်ပြီကရှင်မြင့်ကြာဖို့ရောစွာ ထောက်မှကုညီက ဥပထမ္မကကံဆိုတဲ့အတိုင်းပဲဒီကံရဲ့ကိစ္စ၄မျိုးထဲမှာပါတဲ့ဒီ ဇနကကံဥပထမ္မကပံဥပပိလကကံဥပဂါရကကံလို့ဆိုရက်ဒါနှစ်ပြည့်မှာသင်ဘူးတဲ့ပုဂ္ဂိုလ်တွေသိပါလေယနေ့ပြုလုပ်တဲ့ကုသိုလ်ကံဟာဥပထမ္မကကုသိုလ်ကံပါပဲဥပထမ္မကကုသိုလ်ဟာအကျိုးပေးခွင့်အခါသိမ့်ဖို့ရှေးကမမိရဲ့ကုသိုလ်ကံဟောင်းနေအကျိုးပေးလာအောင်ယနေ့ပြုလုပ်တဲ့ကုသိုလ်ကံမှုကရေလာမြောင်းပွေသဘောမျိုးနဲ့အထောက်ပံ့ပေးပါတယ်အကျိုးပေးခွင့်အခါသိမ့်ဖို့အခွင့်အသင့်မြန်ကျိုးပေးစမ်းအောင်အဲ့လိုပြီးလာတဲ့ ကုသိုလ်ကောင်းမှုရဲ့အကျိုးတရားကိုလည်းပဲအကျိုးပေးဖွံ့ဖြိုးတိုးတက်သအောင်အကျိုးများများပေးအောင်ယနေ့ပြုလုပ်တဲ့ကုသိုလ်ကောင်းမှုကအထောက်ပံ့ပေးနိုင်ပါတယ်။ကျိုးပေးခွင့်အခါသိမ့်ဖို့ခွင့်သိမ့်မြန်ကျိုးပေးဆောင်ပေးမြန်ပြီးကရှင်ညင့်ကြဖို့အဲ့လိုကျိုးပေးတဲ့ခါမှလည်းပဲခဏခဏကျိုးပေးတာမျိုးမဟုတ်ဘဲနဲ့ရှင်းကြလေးညင့်အကျိုးပေးနိုင်အောင်ယနေ့ပြုလုပ်တဲ့ကုသိုလ်ကောင်းမှုကအထောက်ပံ့ပေးနိုင်ပါတယ်။ဥပဒ္ဓမ္မကကုသိုလ်နေရာဖြစ်ထောက်ပံ့ပေးနိုင်တယ်လို့ဒီလို ဝမ်းမြောက်ဝမ်းသာယုံကြည်စိတ်ချပြီးတော့ယနေ့ပြုလုပ်ထားတဲ့ကုသိုလ်ကောင်းမှုကိုရည်စက်သွင်းချအမြပေးပေးကြရအောင်ယနေ့ဟောကြားသောတရားဒေသနာဓမ္မသက်ဆံဝနာကမသားသောသင်္ကန်းမပေါင်းသူလိုကောင်းတို့သည်မြတ်စွာဘုရားသာနာတော်တွင်းမှသီလသတ္တာပညာပုံညာဒီလေးမျိုးကိုတတ်နိုင်သရွေ့စုဆောင်းနိုင်ကြကုန်သည်ဖြစ်၍နောက်ဆုံးမြညာဖုန်ညာနိဗ္ဗာန်ကိုလွယ်သောအကျင့်တင်သောဘိညာဉ်တို့ဖြင့်ကိုယ်စီကိုယ်ငါကြိုးစားပွားများအားထုတ်၍ ရလွယ်ရောက်လွယ်နိုင်ကြပါစေကုန်သောဟု၍အာလုံးပဲဆုတောင်းပတ္ထနာပြုလိုက်ကြဂုံညာသတည်းကဲဤစကြရအောင်ခင်ဟာလုံးလည်းစင်ရှင်ဖျားတို့ပြားပြည့်တို့တို့သည်ကံကံရကျိုးယေနာသုံးပါတို့ဤဂုံတော်တို့ကိုယုံကြည်သောတဏ္ဍာတရားနှင့်ပြည့်စုံကြကုန်သည်ဖြစ်၍ ကိုဝင်နာအောင်ဤအနှစ်40ပြည့်မွေးနေ့မင်္ဂလာဤအဖြစ်ဖြင့်နိုင်ငံတော်ပရိယတ်ကြည့်သာသနာတက္ကသိုလ်၌တည်င်းဆုံးကြဂုံသောဖျားမှုရှိသောသံဃာတော်အရှင်မြတ်တို့အားတနေ့တာဆွန်ခဲပွဲဘောဇဉ်ချုပ်ချင်းရသာအဖျားပြားတို့ကိုနိဗ္ဗာန်ကြီးမှန်း၍လူတန်းဆက်ကတ် ပူဇော်ကြပါကို၏သင်္ကန်းဆရှိသောလူဒန်းဖွေရာအဖျားဖျားတို့ကိုလည်းအရှင်ဖျားတို့၏ရှေးမောင်း၌ရေဆက်သွန်ချ၍လူဒန်းကြပါကို၏ပရိတ်တရားတော်အနေငယ်သောဒေသနာတော်မြတ်ကိုလည်းယိုစီစွာနာကြားကြပါကုန်၏ဤသို့ပြုစုရသောဒါနကုသိုလ်စောင့်တည်ရသောသီလကုသိုလ်ပွားများရသော ဘာဝနာကုသိုလ်တို့ကြောင့်အိုခြင်းနာခြင်းသိခြင်းကင်းရာနိဗ္ဗာန်ကိုလွေသောအကျင့်လင်းသောဘိညာဉ်တို့ဖြင့်မျက်မှောက်ပြုရပါလိုကုန်၏ဘဝကြီးငယ်အသွေးသွေး၌ကျင်လေခဲ့ရသောအစင်းရဲ့နှင့်ငရဲကင်း၍သူတော်ကောင်းတို့သာရှိကြရကုန်၍သူတော်ကောင်းတို့နှင့်သာ ပေါင်းဖော်ရပါလိုကုန်၏ ဤသို့ပြည့်စုံရသောကောင်းမှုကုသိုလ်တို့၏အဖို့ဘာကကို မိခင်ဖခင်ဂျေဇုရှင်တို့အား၎င်းဆရာသခင်ဂျေဇုရှင်တို့အား၎င်းကိုးဆောင်နှံ့များကြောင်းဆောင်နှံ့များအိမ်ဆောင်နှံ့များသာနာတော်ဆောင်နှံ့များလောကပါလနှံ့များငရေသနင်းယမမင်းတရားမင်းအစိုးရမင်း 31ပုံရှင်လေကုံသောတတဝါပေါင်းတို့အားအမြအမြပေးဝေကြပါကုန်၏တတဝါအလုံးတို့သည်ဘုရားပြည့်တော်တို့နှင့်ထတ်တူထမ်းမြဤကောင်းမှုကုသိုလ်တို့၏အဖို့ဘာကကို အမြရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖျားကျမ်းမာကြသည် ချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်း အလုံးရှင်ကြံသမြအမြအမြအမြယူလို့ကြာကုန်တော်ဓာတုဓာတုဓာတုအလုံးရှင်ကြံသမြအမြအမြအမြယူလို့ကြာကုန်တော်ဓာတုဓာတုဓာတုအလုံးရှင်ကြံသမြအမြအမြ ယံဣရောဟုယံဟောကုံနန္ဒနန္ဒနန္ဒ